ဒီနေ့ကတော့ကျွန်တော်ယောက်ျားလေး rebound လုပ်နေကိုမျှဝေမှာဖြစ်ပါတယ်ခင်ဗျာယောက်ျားလေးအဖြောင်းပေါ့နော်ကျွန်တော်တို့ယောက်ျား rebound လုပ်တဲ့အချိန်မှာကျွန်တော်ကတော့ဒီအဲ့တဲ့စန်သားကိုအရင်ဆုံးစစ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်လုံးမဲ့အဲ့တဲ့စန်သားကကျွန်တော်မာကောက်ကျန်းမာကောက်ကျန်းသဘင်မျိုးဖြစ်တဲ့အတွက်ကျွန်တော်ဖြောင်းစည်းလေးကိုကျွန်တော် normal လေးတုံးထားပါတယ်ခင်ဗျာကျွန်တော်ယောက်ျားလေး ပါလောက်တဲ့ချိန်မှာကျွန်တော်တို့ကဘေးတို့တော့ကျွန်တော်အရင်ကတ်ပေးထားတယ်မင်းတကောင်လုံးအရင်ဆုံးဆေးနဲ့အကျန်းလိုက်ပြီးတော့ကျွန်တော်ဖြီးပေးထားပါလေခင်ဗျအဲ့ဒီချိန်မှာကျွန်တော်တို့ကတလွာကြီးဥတီရှာလေးဆေးကိုထည့်ပြီးတော့လိုပါတယ်လက်နဲ့အဓိကတော့သူ့ရဲ့စန္ဒာမှာကောက်ကျန်းစပင်ဖြစ်တဲ့အတွက်ကျွန်တော်လက်လေးနဲ့မြများလေးပုတ်ဖြူဖို့တော့အရေးကြီးတယ်ကျွန်တော်ဘာဖြစ်လို့တကောင်လုံးဆေးအကျန်းအရင်ဖြီးထားလဲဆိုတော့ကျွန်တော်တို့တလွာကြီးနောက်ကနေစထည့်မယ်ဆိုရင်ကျွန်တော်က15မိနစ်မိနစ်10လောက်ကြာသွားမယ်ဆိုရင်ဆေးကနောက်ကဟာဝင်ပြီးတော့အပေါ်ကဟာမှာဆေးဝင်ရာခိုင်နှုန်းလျော့သွားတတ်ပါတယ်ခင်ဗျကျွန်တော်အဲ့ဒီအတွက်ကျွန်တော်ဆေးဝင်ရာခိုင်နှုန်းလေးညီအောင်တကောင်လုံးအရင်ဆုံးအကျန်းဖြီး ီးတော့လုပ်လိုက်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော် စက်တွေပါလေးဆွဲပြီးတဲ့အချိန်မှာတော့ကျွန်တော်ကဖြောင်းချုပ်အရင်ထည့်တယ်နော်ဖြောင်းချုပ်အဲဒါဆိုရင်ကျွန်တော်ဖြောင်းချုပ်ထည့်တဲ့ reset လေးပဲဖြစ်ပါတယ်ဖြောင်းချုပ်ဆက်ဆွဲပြီးတဲ့အချိန်မှာထည့်ရမှာပါခင်ဗျဖြောင်းချုပ်ထည့်ရှင်ရရင်ကွာဖြောင်းချုပ်ထည့်ရပဲမပြည့်စည်ပါဘူးဆို15မိနစ်မိနစ်30သိရမလားအကြာကြီးပြစ်ထားလို့လည်းမရပါဘူးခင်ဗျအပူချိန်ရောကျွန်တော်ဆေးတွေပါပြန်ကျွန်းသွားတာရှိတတ်တယ်သပင်းတွေကျွန်းသွားတာရှိတတ်တယ်အဲ့ဒီအတွက်ကျွန်တော်ဖြောင်းချုပ်လို့ကျွန်တော်ထားတဲ့အချိန်ကတော့10မိနစ်ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်5မိနစ်ပုံမှန်ကောက်ရင်တော့ကျွန်တော်5မိနစ်ပဲထားရပါတော့ဒါ rebound လေးလောက်တာတော့ကျွန်တော်10မိနစ်ထားလိုက်ပါတယ်ခင်ဗျဒီ brother ဆိုရင်ကျွန်တော်တို့အရင်လေးကတ်ပြီးတော့တတ်တတ်ရည်ရည်လေးဖြစ် ြစ်သွားအရင်လက်ကတ်တဲ့ဘောဆမင်းလေးကျွန်တော်ဖြောင်းပြီးလဲတယ်ဖြောင်းထားမှလည်းမသိတာဘူးပေါ့နော်ကျွန်တော်တို့ကတဘာဆန်ဆန်လေးဖြစ်မှာဒါကျွန်တော်တို့ရီဘောင်းလို့လည်းခေါ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါနောက်တဲ့ဗီဒီယိုမှာလည်းကျွန်တော်တို့တွေ့ဆုံကြပါသေးတယ်ဒီနေ့မှချင်းကျွန်တော်ရဲ့ comment လေးမှာရေးခဲ့နိုင်ပါခင်ဗျ